င်္ဂလာပါရှင်။မောသားချက်နယ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။နိုဝင်ဘာလ6ရက်နေ့အတွက်စိတ်ဝင်စားဖွယ်ကောင်းတဲ့တရင်အကြောင်းအရာတွေကိုဖော်ပြပြီးတော့မှဖြတ်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့မောသားချက်နယ်ကို Subscribe နဲ့ Like ရန် Share လုပ်ပေးပါအောင်ရှင်။တမ်ရော့စစ်ကြောင်းနေအပြင်ရဲကွန်မန်ဒိုတပ်ဖွဲ့နဲ့ဒေါ်တီယာရွတ်မွန်ဦးဆောင်နဲ့မြင်းကြံပြည်သူစစ်အဖွဲ့တွေရောမြင်းကြံခရိုင်အတွင်းနေမြေရှင်လင်းရဲ့ရှင်နေရအောင်မြင်မှုတွေရရှိခဲ့ပြီးတော့ PDF အမိကန်အကြံဖက်လက်နက်ကိုင်းအဖွဲတွေအခြေပြုလှုပ်ရှားနေတဲ့ရွာတွေကိုတရွာပြီးတရွာသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။လက်ရှိချိန်မှာတော့တမတော်စစ်ကြောင်းဤအပြင်ရဲကွန်မန်ဒိုတပ်ဖွဲ့နဲ့ဒေါ်တရာရုံမုံဦးဆောင်နဲ့မြင်းကြံပြည်သူစစ်အဖွဲတွေဟာအော်တိုဘာလအတွင်းမှာနှထိုးကြီးမြို့နယ်အတွင်းနယ်မြေရှင်းလင်းခဲ့ရာ PDF အဖွဲတွေစုဖွဲ့လှုပ်ရှားနေတဲ့ရွာပေါင်းအနည်းဆုံး60ခန်းကိုသိမ်းပိုက်နိုင်ခဲ့ပြီးတော့စစ်ဘေးရှောင်နေရတဲ့ဒေသခံတွေဟာ ။မတော်ကြီးမျိုးပေါ်ကိုပြန်လာလို့ရပြီဖြစ်တယ်လို့မြင်းချံပြည်သူစိတ်ကောင်းဆောင်ဒေါ်တီရာယူမွန်ကအခုလိုမျိုးပြောပါတယ်။အဓိကတော့ဥစားပေါ့စစ်ပြူဟာနဲ့ဥထောင်ပြီးတော့ပေါ့နော်စစ်ပြူဟာနဲ့စစ်ပြူဟာနဲ့ねကျွန်တော်တို့ခမ55420ရက်ကြီးရဲ့ကမနုစစ်ကြောင်းအမြင်းချံပြည်သူစိတ်တွေပူပေါင်းပြီးတော့နှထိုးမျိုးရှင်းလင်းပြီပေါ့ဒီလိုမျိုးရှင်းလင်းပြီးတဲ့ခါကျတီတူတွေလာရောက်နေထိုင်လို့ရပြီအေးတည်ယူချမ်းသာတာပေါ့ဘောလုံးနေမီမျိုးပေါ်လဲရှင်းလင်းထားတယ် တော်တော်များများလဲအပြက်ကြီးနေတဲ့ဟာကြီးပြန်လဲပြုပြင်နေပြီပေါ့ပြည်သူတွေအနေနဲ့ဒီမထိုးမျိုးပေါ်အဲ့ချင်မှာလာရောက်နေထိုင်လို့ရပါပြီပေါ့ရတယ်အခုဒီရပိုင်းကနေစပြီးဝင်လို့ရတယ်အခုလာပြုကျော်ကနေစပြီးတော့တန်းဝင်လို့ရတယ်အကုန်လုံးမထိုးကြီးမျိုးနဲ့အတွင်းနေမြေရှမ်းလင်းကျိန်မှာဒေါ်သီရာရွတ်မုံဦးဆောင်တဲ့မြင်းကြံပြည်သူစစ်အဖွဲ့ကရွာပေါင်းအနည်းဆုံးဆက်နေရောရဲကွန်မန်ဒိုစစ်ကြောင်းအဖွဲ့ကအနည်းဆုံးရွာပေါင်း20ကျော်နဲ့တမရော့စစ်ကြောင်းအဖွဲ့ကလည်း အနည်းဆုံးရွာပေါင်း20ကျော်ရှင်းလင်းနိုင်ခဲ့တယ်လို့သိရပါတယ်။စိုးရအုံဆောင်တဲ့နထိုးကြီး PDF လက်နက်ကင်အဖွဲ့တွေနဲ့မြင်းကျက်ခရိုင်အတွင်းရှိ PDF အဖွဲ့တွေဟာတမ်းမတော်စစ်ကြောင်းတွေအပြင်ရဲကွန်မန်ဒိုတပ်ဖွဲ့နဲ့မြင်းကျန်ပြည်သူစစ်အဖွဲ့တွေရဲ့ထိုးစစ်ကိုခုခံနိုင်စွဲမရှိဘဲဖျို့ဖျဲနဲ့စုခွာထွက်ပြေးခဲ့တယ်လို့သိရပါတယ်။မိုက်ကယ်ဦးဆောင်နဲ့ Black Tiger အဖွဲ့စိုးအောင်ဦးဆောင်နဲ့နထိုးကြီး PDF အဖွဲ့တွေဟာအလူကန်ကောင်းအောင်လူမှုကွန်ရက်တွေမှာ အပေါင်းအရင်တန်တန်နဲ့လေကြီးမိုးကြီးပြောဆိုနေပေမဲ့လက်တွေ့မြေပြင်တိုက်ပွဲတွေမှာကိုရိုင်းအိုးဆောင်တိုက်ခိုက်ခြင်းမရှိဘဲစောက်ခွာထွက်ပြေးခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်လဲမိုက်ကဲနဲ့စိုးအောင်အပါအဝင်မြင်းစံခရိုင်အတွင်းက PDF အဖွဲ့ခေါင်းဆောင်ဤအနေနဲ့တခြား PDF တပ်ဖွဲ့ဝင်တွေကိုထိုးမကြွေပဲတိုက်ရဲခိုက်ရဲတဲ့ဇာရှိရဲဆိုရင်တိုက်ပွဲတွေကိုကိုရိုင်းအိုးဆောင်တိုက်ခိုက်ဖို့မြင်းစံပြည်သူစစ်ခေါင်းဆောင်ဒေါ်တရာရှုမွန်ကစိန်ခေါ်ခဲ့ပူပါတယ်။ ညင်းကြံတောင်တာနဲ့နထိုးကြီးမြို့တွေမှာရွာပေါင်း600ကျော်ရှိတဲ့အတွက် PDF အဖွဲ့တွေဟာစစ်ကြောင်းတွေနဲ့ညင်းကြံပြည်သူစစ်အဖွဲ့တွေလာပြီးဆိုရင်စောက်ကွာထွက်ပြေးတာများတယ်လို့သိရပါဗျ။မြင်းကြံပြည်သူစစ်အဖွဲ့ကောင်ဆောင်ဒေါ်တိယာယူမွန်ကဘိုက်ကန်းနဲ့စိုးအောင်အပါဝင်မြင်းကြံခရိုင်အတွင်က PDF အဖွဲ့တွေဟာအွန်လိုင်းမှာသာလေးကြီးမူကြီးပြောနေရာစစ်တောင်းတွေနဲ့ရဲကွန်မန်ဒိုအဖွဲ့တွေဝင်လာပြီးဆိုရင် ထွက်ပြေးကြတယ်စစ်တောင်းတွေကတောင်ပဲ့ချံကလာရင် PDF အဖွဲတွေကရောက်ဖက်ကိုထွက်ပြေးကြတယ်။ PDF အဖွဲတွေကစစ်ကြောင်းတွေနဲ့ရဲကောင်မန်တို့အဖွဲတွေကိုဗားတပြန်ကြားတပြန်မတိုက်ရဲကြဘူးလို့ပြောပါတယ်။နထိုကြီးမျိုးကိုတမ်ရော်စစ်ကြောင်းတွေမဝင်ရောက်ခင်ကစိုးအောင်ဦးဆောင်တဲ့နထိုကြီး PDF အဖွဲတွေကမျိုးကိုမသိမ်းကျင်လို့မသိမ်းတာဖြစ်ပြီး အလဲတကူသိမ်းလို့ရှာနေပြီဖြစ်ကြောင်းလေကြီးမိုးကြီးပြောဆိုခဲ့ပေမဲ့လက်တွေ့မြေပြင်တိုက်ပွဲတွေမှာစောကွာထွက်ပြေးခဲ့တယ်လို့သိရပါတယ်။တမ်ရော်စစ်ကြောင်းတွေအပြင် ်ရဲကွန်မန်ဒိုတပ်ဖွဲ့နဲ့ဒေါ်တိတာရွတ်မွန်ဦးဆောင်နဲ့မြင်းကြံပြည်သူစစ်အဖွဲ့တွေရဲ့နယ်မြေရှင်းလင်းမှုတွေကြောင့်စောက်ခွာထွက်ပြေးခဲ့တဲ့ PDF အဖွဲ့တွေဟာတောင်တာမြို့နယ်ညာဦးမြို့နယ်ငတရောင်မြို့နယ်ပတ်ချံကိုစောက်ခွာထွက်ပြေးခဲ့တယ်လို့သိရပါတယ်။တမရစစ်ကြောင်းတွေနဲ့မြင်းကြံပြည်သူစစ်အဖွဲ့တွေကနတိုးကြီးမြို့နယ်အတွင်းနယ်မြေရှင်းလင်းမှုတွေကြောင့် PDF လက်နက်ကိုင်အဖွဲ့တွေဟာတောင်တာမြို့နယ်ပတ်ချံကိုစောက်ခွာထွက်ပြေးလာခဲ့ပြီးနောက်တောင်တာမြို့နယ်အတွင်းရှိလုံချုံကြီးအဖွဲ့စခန်းတွေကို မကြခဏလာရောက်ပြစ်ခတ်တိုက်ခိုက်မှုတွေရှိနေကြောင်းသိရပါဗျ။နှွေမာလ9ရက်နေ့ကဆိုရင်တောင်တာမျိုးနယ်ရှိမကြီးရိုးလုံချုံရေးစခန်း၊ပိတ်သက်တိုးလုံချုံရေးစခန်းနဲ့စကြန်းလုံချုံရေးစခန်းတို့ကို PDF အဖွဲ့ဝင်အင်အား200နီးပါးနဲ့အင်အား3လာရောက်တိုက်ခိုက်ခဲ့လို့သိရပါဗျ။နေတိုကြီးမျိုးနယ်ပတ်ချံကိုတမတော်စစ်ကြောင်းတွေကနေမီရှလင်မှုတွေကြောင့်စောခွာထွက်ပြေးလာတဲ့နေတိုကြီးနဲ့မြင်းကြံ PDF အဖွဲ့တွေဟာတောင်တာမျိုးနယ်အတွင်းခိုအောင်ပြီးတောင်တာမျိုးနယ်ရှိ PDF အဖွဲ့တွေ ပကပအဖွဲတွေနဲ့ပူးပေါင်းပြီးတော့တောင်တာမြို့နယ်ရှိလုံခြုံရေးဂိတ်တွေနဲ့ရဲကင်းတွေကိုပုံမတိုက်ခိုက်လာခဲ့တယ်လို့သိရပါတယ်။အော်တိုဘာလ12ရက်နေ့ကနေနိုဝင်ဘာလ9ရက်နေ့တိတောင်တာမြို့နယ်အတွင်းရှိလုံခြုံရေးဂိတ်ရဲ့ကင်းနဲ့တံငွေပိုင်လိုင်းလုံခြုံရေးဂိတ်တွေကို PDF စုပေါင်းအဖွဲကလက်နက်ကြီးလက်နက်ငယ်နဲ့ပစ်ခတ်တိုက်ခိုက်ခြင်း၊ဒရုန်းပုံးချတိုက်ခိုက်ခြင်းအနေဆုံး12ရက်ခန့်လုံဆောင်ခဲ့လို့သိရပါတယ်။ PDF အဖွဲ့တွေဟာအော်တိုဘာလ24ရက်နေ့တုန်းကလည်း ပဒက်စာကုန်းကြီးရွာရွာဦးကျောင်းကျောင်းတိုင်ဆရာတော်ဦးဝနီတာကိုဖမ်းဆီးခဲ့တယ်လို့အော်တိုဘားလ73ရက်နေ့ကလည်းတောင်တာစကြံလန်မင်းရင်ကြီးရွာလမ်းခွဲမှာပြည်တော်အေးမော်တော်ယာဉ်လိုက်မှငင်းကျက်နေပြီးတော့ express နှစ်စီးကိုဖမ်းဆီးခဲ့လို့သိရပါတယ်။တောင်တာမျိုးကန်တဝူကနေတိုးကြီးမျိုးနယ်ဘက်ချမ်းမှာစစ်ကြောင်းတွေကနေပြည်တော်ရှင်းလင်းလိုက်တော့ PDF လက်နက်ကင်အဖွဲ့တွေကတောင်တာမျိုးဘက်ချမ်းကိုလာရောက်ခုအောင်ပြီးလုံခြုံရေးအဖွဲ့တွေကိုချောင်းမြောင်းပစ်ခတ်တာမျိုးတွေပုံမှုဖြစ်လာခဲ့တယ်။ အော်တိုဘားလာ73ရက်နေ့ကနေနိုဝင်ဘာလ9ရက်နေ့ထိတောင်တာမြို့နယ်အတွင်းကလုံခြုံရေးဂိတ်တွေရဲကင်းတွေကို PDF အဖွဲ့တွေကလက်နေကြီးလက်နေငယ်နဲ့လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ရပ်ပေါင်း12ရက်ရှိခဲ့တယ်။အဲဒီနထိုးကြီးဘက်ကထွက်ပြေးလာတဲ့ PDF အဖွဲ့တွေနဲ့တောင်တာအခြေပြု လက်နေကင်အဖွဲ့တွေလာရောက်ပစ်ခတ်နေရမျိုးဖြစ်တယ်။15မိနစ်လောက်ပစ်ခတ်ပြီးပြန်ထွက်ပြေးသွားကြတယ်။တောင်တာမြို့နယ်ကလုံခြုံရေးဂိတ်တွေကို PDF အဖွဲ့တွေကလာရောက်သွေးတိုးစမ်းနေတဲ့ပုံစံမျိုးဖြစ်တယ်။ PDF အဖွဲ့တွေကတံငွေပိုင်လိုင်းစောင့်လုံခြုံရေးအဖွဲ့တွေကိုလည်းမကြာခဏလာရောက်ပစ်ခတ်တာမျိုးတွေရှိရလို့ကြားမိရဲ့မင်္ဂလာဦးကိတရုတ်ပိုင်လိုင်း gas station လုံခြုံရေးအဖွဲ့တောင်သာနထိုးလန်းပေါ်ကပိတ်တိုးဂိတ်လုံခြုံရေးအဖွဲ့စကြမ်းလုံခြုံရေးဂိတ်အဲ့ဒီနေရာတွေကနေစဉ်ဆိုသလိုအလဲကျလာရောက်ပစ်ခတ်ခံရတာမျိုးတွေရှိနေရဲ့အဲ့ဒီအော်တိုဘာ3ရက်နေ့ကနေနိုဝင်ဘာ5ရက်နေ့အတွင်းမှာလုံခြုံရေးဂိတ်တွေနဲ့ရဲလုံခြုံရေးစခန်းတွေကို PDF အဖွဲ့တွေက အင်အားသုံးလာရောက်ပစ်ခတ်တဲ့အပြင်မြင်းကျန်နေပြည်တော်ကိုဆွဲနေရဲ့ express နှစ်စီးကိုလည်းဖမ်းဆီးခဲ့တယ်။ပြီးတော့ပဒက်စာကုန်းကျေးပါရွာဦးတောင်ចောင်းတိုင်ဆရာတော်ကိုလည်း PDF အုပ်ဝက်တွေကဖမ်းဆီးတာတွေရှိခဲ့တယ်။နိုဝင်ဘာ9ရက်နေ့မှာမကြီးရိုးလုံချုံရေးစခန်းပိတ်တိုးလုံချုံရေးစခန်းနဲ့စကြန်းလုံချုံရေးစခန်းတို့အပြင်တောင်သာပိုက်လိုင်းတွေကိုလည်းလာရောက်ပစ်ခတ်ခဲ့တယ်။မြင်းကျန်နဲ့နှထိုးကြီးဘက်မှာအရှုံးနဲ့ရင်ဆိုင်ခဲ့ရတဲ့အဲ့ဒီ PDF အုပ်ဝက်တွေဟာ ကျွန်တော်တို့တောင်သာမြို့နယ်မှာလာပြီးတိတ်ခါဆဲဖို့ကြိုးပမ်းနေရမျိုးဖြစ်တယ်။စစ်ကြောင်းတွေထိုးပြီးနထိုးကြီးမြို့နယ်ဘက်ချမ်းမှာနယ်မြေရှင်းလင်းခဲ့တယ်လို့တောင်သာမြို့နယ်မှာလည်း PDF အဖွဲ့တွေကိုစစ်ကြောင်းထိုးပြီးနယ်မြေရှင်းလင်းစေလိုတယ်။စစ်ကြောင်းထိုးပြီးနယ်မြေမရှင်းလင်းဘူးဆိုရင်အဲ့ဒီ PDF အဖွဲ့တွေကတောင်သာမြို့နယ်အတွင်းအခြေပြုလှုံ့ရှားနိုင်အောင်ပုံမကြိုးပမ်းလာဝဲရှိတယ်။တောင်သာမြို့နယ်အတွင်းမှာရှိနေတဲ့ PDF အဖွဲ့တွေကို drone နဲ့ကင်ထောက်မှုပုံမလှုံ့ဆောင်ပြီး ပါရာမော်တာတွေဒရော့ဘုံကျေချတိုက်ခိုက်တာမျိုးပုံမလုံးဆောင်တင်တယ်လို့ပြောပါရရှင်။